အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ Gain City လူဝေဆန်ကျေတော်မျိုးတို့ channel ကနေဂျူဇူလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာဖိုးကျော်ရဲ့ဟူကောင်းကြားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မနက်ဟူကောင်းကြားရဲ့လူနာမဝိသေသနာပြုထားခြင်းခံရတဲ့ကိုပွန်ရွာရဲ့အေယာမမုတ်ဆိုးကျော်ကြီးဇလိုင်းထန်တောင်တည်တယ်သူဒေဇင်ရဲ့ဒုအတတ်မှာလည်းဒီနေ့စေတော်နေ့လို့သူတို့ရွာလက်ခံကြတယ်မဲ့လို့ကြွေသွားတယ်လို့လည်းပြောကြတယ်အတတ်ကတော့83နှစ်ပါ ဟူကောင်းတောင်တန်းဒေသရဲ့ရက်တလီကျွာတလီထုံးစံအတိုင်းထန်ထောင်ရဲ့အလောင်းကိုထုံးနည်းနဲ့ညီဥဆုံးရေချိုးပေးကြတယ်။ရေချိုးပြီးတော့ဥကောင်းမှာရှမ်ပန်းထည့်ပွားအနီရဲရဲကိုပောင်းပေးတယ်။ဒီတဘောမှာတည်တဲ့သူကမိမိဘာသာလာတိုင်းတုတ်တန်ကိုအိမ်မောဆင်းသွားဖို့ပဲဖြစ်ပါတယ်။ရှေးရှေးပဝေတနီကသူတို့ရက်မှာအဲ့ဒီလိုလှုပ်ပေးလိုက်ရင်တည်တဲ့သူကနတ်စရာအစီမံနဲ့မိမိလိုလျောက်တုတ်တန်တင်းချိုင်ကိုထထားတယ်လို့ဆိုကြတယ်။ဒါပေမဲ့အဲ့ဒီအသေးကောင်ကြီးကသူ့ဘာသာသူတင်းချိုင်ကိုထထားတော့တာကို ယခုကရွာမှာမြင်လိုက်ဖူးသူတဦးတယောက်မှမရှိတော့ပါဘူးအသက်68နှစ်မှာတည်သွားတဲ့ကြီးနေဆိုတဲ့သူကိုလက်စရာကအဲ့ဒီလိုပြုတ်လောက်ပြီးလွတ်လိုက်တာကိုအဖွားဟိုကသူ9နှစ်သမီးအရွယ်မှာတခါမြင်ဘူးတယ်လို့ဆိုတယ်ဒါပေမဲ့ဒီကူပွန်ရွာမှာမဟုတ်ပါဘူးနာဂတောင်တန်းကြီးရဲ့မှာရှိတဲ့သူ့ရွာဒေတန်းတွင်လို့အဖွားကြီးကပြောဘူးတယ်အခုမုံဆိုးကျော်ကြီးထန်းတော်ကိုသူကောင်းမှာပဝါနီရှမ်ပန်းထည့်ပေါင်းပေးပြီးတဲ့အခါတကူလုံးကိုဝိပ္ပိဝိပ္ပိကြတယ် ပြီးတော့အင်းရှိဧကန်ထဲမှာခြေစုံဆင်းပြီးထိုင်ခိုင်းထားတယ်။အမတ်တမဲကြီးလိုက်ရင်ဇလိုင်းရဲ့အသက်ဆင်ရှားနေဧကန်နဲ့ထွက်ထိုင်နေတယ်လို့ပါပဲ။တူမီထိုင်နေတဲ့နောက်ကျောမှာရှိတဲ့တိုင်ပေါ်မှာပန်းနီတွေကိုဥစောက်ထိုးပြောင်းပြန်ကတ်ချီထားတယ်။ရှာပန်းထဲခေါင်းပေါင်းအနီရဲရဲအသေးချာချွတ်နဲ့ဧကန်ထဲမှာထွက်ထိုင်နေတဲ့မုတ်ဆိုးကျော်ကြီးရဲ့ရှေ့မှာ သူမုတ်ဆိုးကြီးဘွားကတက်ခဲ့ဘူးရခဲ့ဘူးတဲ့။ကြားဆွေ၊စင်ဆွေ၊ပြောင်းချိုး၊စိုင်ချိုး၊ဆက်ချိုးနဲ့ ဝန်ဆွေဝက်ဆွေတွေကိုခင်းချင်းပြသထားတယ်။သားသမီးဆွေမျိုးတွေကတယောက်ယောက်ကမုတ်ဆိုးကြီးရဲ့မျက်လုံးကိုမှိတ်မတော်စောင့်ကြည့်နေရတယ်။မှိတ်သွားလို့ရှိရင်မျက်လုံးနှလုံးကိုပြန်ဖွင့်ပေးရတယ်။အဲ့ဒါမှသာမုတ်ဆိုးကြီးကဗဂရီအတက်ရှိထင်ရှားရှိပြီးသူ့တက်ပြတ်အောင်မြင်ခဲ့မှုတွေတရိတ်ဆန်တွေရဲ့ဥချိုအဆွေတွေကိုမြင်နေရမှာပဲဖြစ်ပါတယ်။တမလုံးမှာနမင်းကြီးရဲ့အစစ်စေးခံရမှာသူ့တက်ခဲ့တဲ့တရိတ်ဆန်အကောင်ကြီးရဲ့နာမည်တွေကိုမှန်မှန်ကန်ကန်ပြောဆိုနိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုပြောဆိုနိုင်မှာသူကတမလွန်ဘွားမှာအေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်နေရမှာပါအဲ့ဒါကြောင့်သူတက်ဘူးရဘူးရဲတားကောင်းတွေကိုမှန်မှန်ကန်ကန်ပြောဆိုနိုင်ဖို့မျက်လုံးနှလုံးကို ဖွင့်ပေးထားရခြင်းဖြစ်ပါတယ်ညနေကိုရောက်တဲ့အခါဇလိုင်းထန်တောင်ရဲ့အခြေဆုံးအခင်ဆုံးတငယ်ချင်းတွေနဲ့သူတပည့်တပံမုံဆိုးငယ်တွေလာပြီးတော့ဝိုင်းနေကြောင်စကားဆိုပြီးငိုကြတယ်မုံဆိုးကြီးရဲ့ကွန်ဘုတ်ဝိဒေသနာတွေကိုဖွင့်ဟချီးကျူးကြတယ်ဟူကောင်းပတ်ကွိုင်းဆောင်းဆိုင်နာကတောတောင်အားလုံးကိုအစိုးရတော်မူခဲ့တော့ ဘူးစလိုင်းထန်တော်တင်းသေးတော်လဲတင်တက်၍သေးခဲ့သော အောင်းနိုင်ခဲ့သော ကပီးမော်ကွန်တို့သည်တင့်ရှိမှထင်ကြရတက်တည်တည်လီပြီဗရဏနိုင်ငံကိုကြောင်းချလိုက်တဲ့မောင်းတန်သုံးချက်ကိုမုံဆိုးကြီးထန်တော်ရဲ့အချစ်ဆုံးနဲ့အတက်ရွယ်ကြီးဆုံးမုံဆိုးကြီးကမနာတမ်းထုရိုက်ပြီးတော့အာတုဘခန္ဓာကိုစတင်ဖွင့်လှစ်လိုက်တယ်ပြီးတော့ရောက်ရှိလာသမျှမုံဆိုးကြီးငယ်တွေကခုံပေါက်ပြီးတော့မုံဆိုးကြီးရဲ့ဂုံပုတ်ကိုတီးဆူအော်ဟစ်ကြတယ်သူ့ရှိမှခင်းချင်းပြတ်တာထားတဲ့တရိစံတွေကို မိုးစိုးကြီးထန်တော်အမှန်တကယ်တက်ခဲ့ကြောင်တက်တည်ခံကြသည်ထန်တော်စင်တက်စင်ရပါဘူးသူမြင်ဘူးသူကစင်ုံတက်ခဲ့တော်ထန်တော်ကိုအော်လိုက်တော့ထန်တော်ကြားတက်စင်ရပါဘူးသူမြင်ဘူးသူကလည်းကြားကိုတက်ခဲ့တော်ထန်တော်ကိုအော်ဟေးတက်တည်ခံလိုက်ပြန်တယ်အဲဒီလိုနဲ့အတန်မျိုးစုံကတိတ်ပြီးထိုင်ကြည့်နေတဲ့မိုးစိုးကြီးထန်တော်ရဲ့ဧကန်းထဲမှာစူညံလာကြသည်အာမန်ကြီးမားတဲ့တရိတ်ဆန်ဟူသည်။ကိုတက်ခဲ့အောင်နိုင်ခဲ့တော့အိုးမိုးစိုးကျော်ကြီးထန်တော်ယခုတင်းုံတင်မင်းဟန်တက်သွားပြီတင်မင်းဟန်တက်သွားပြီ ထိုင်တော်ရဲ့အခြေဆုံးခင်ဆုံးမုံဆိုးတွေနဲ့သူတပည့်တပန်းတွေဂုံပြုပြောစုကခုံကြပြီးတဲ့နောက်ထိုင်တော်ထက်စိုးစွာတေချာသူတွေရဲ့တာသမီလင်မယားဆွေမျိုးတွေရောက်လာကြတယ်။ခြေချင်းထိုင်ပြီးတော့မျက်လုံးပြူသားနဲ့ကြည့်နေတဲ့ထိုင်တော်ရဲ့ရှေ့မှာဒူးတောက်ကြပြီးတော့တမလွန်ဘွားရောက်နေကြတယ်မိဘညီကိုမောင်နှမလင်မယားစသူတို့ကိုကြံရည်သူတွေကမုံဆိုးကြီးထိုင်တော်နဲ့စကမာပါးကြတယ်။လွမ်းစိုးတရိယာနေကြအောင်အတီးတီးပြောဆိုကြတယ်။သူလင်သူမယားသူသားသူသမီး မိဘဆွေမျိုးတို့ရဲ့လက်ရှိဘဝကိုတည်သွားသူတည်အောင်အမျိုးမျိုးပြောဆိုတိုက်တန်းကြတယ်။မိုးရိုအော်ဟစ်ပြီးတော့မှားကြားကြတယ်။သူတို့ပြောသမျှဆိုသမျှစကားလုံးတမလွန်ဘဝစီတို့မုံစိုးကြီးထံတော်ကတည်သွားရမှာပဲဖြစ်ပါတယ်။သူ့ကိုမှားကြားလိုက်တဲ့သူတွေစီတွားပြီးပြောကြားပေးရမည်ကမုံစိုးကြီးထံတော်ရဲ့အဓိကမဟာတာဝန်ကြီးလည်းဖြစ်ပါတယ်။ကိုပွန်တရွာလုံးမှာတအိမ်အိမ်ကမသေးဘူးသူမရှိကြတော့စကမာလာပြောတဲ့သူတွေကမုံစိုးကြီးထံတော်ရဲ့ရှေ့အေကန်ထဲမှာလူပြတ်တယ်လူမရှိပါဘူး။ တယောက်ပြီးတယောက်လာလိုက်ပြောကြလိုက်ပြန်သွားလိုက်နောက်တယောက်လာလိုက်နဲ့မိုးဆိုးကြီးရဲ့အာသူဘကအလွန်ပဲစီကားနေပါလေအဲ့ဒီလိုစကမာလာလာပါနေကြတာကလည်းမိုးဆိုးကြီးရဲ့ဂရီးသစ္စာဂုံတိခါတို့ကိုယုံကြည်ပြီးတော့လာပြောလာမှနေကြခြင်းဖြစ်တယ်။တာမန်လူတယောက်သာဆိုရင် လာပြောကြမှာမဟုတ်ပါဘူး။အခုရွာနီးချုပ်ဆက်တွေအပြင်တရင်ကြလူလာပြီးတော့မှားချနေကြပါလေ။မိုးဆိုးကြီးထံတော်ဟာမိမိရွာမှာသာဩဇာကြီးမားသူမဟုတ်ပါဘူး။ ရွာနီးချုံဆက်တဝိုက်ကပင် လေးစားခင်မင်ခြင်းကိုခံရတဲ့အေယာမမုတ်ဆိုးကျော်ကြီးဖြစ်ပါလေ။ကိုဘုံရွာကမုတ်ဆိုးကြီးဆက်လိုင်းထိုင်တော်ဆိုရင်မတည့်ရသူမကြားဘူးတဲ့သူမရှိတောင်မင်းတောင်ပိုင်းတောင်ဥတွေအပြင်လေးစားရတဲ့သူလည်းဖြစ်ပါလေ။အဲဒါကြောင့်လေတာယုံမီပြီးတည်တဲ့အထီခြေစင်းထိုင်မျက်လုံးဖွင့်ကြည့်နေတဲ့ဆက်လိုင်းမုတ်ဆိုးထန်တော်ရှိပါလူစီကားနေခြင်းဖြစ်တယ်။အဲဒီနောက်ဆက်လိုင်းထန်တော်ရဲ့အလောင်းကိုတစ်လုံးထွင်းခေါင်းထဲကိုထည့်လိုက်ကြတယ် ဇလိုင်းထံတော်ရင်ဆွေမျိုးသားချင်းယနေ့ရဝေးရလူတွေမရောက်မချင်းအတုပမချဖြစ်သေးပါဘူးဇလိုင်းထံတော်ရင်ဆွေမျိုးသားချင်းတွေစုံအောင်စောင့်ကြတယ်မနေ့ပြတပတ်ကဆိုရင်ယွာနီချုပ်ဆက်ကဇလိုင်းထံတော်ရင်ဆွေမျိုးသားချင်းတွေဟာဝတ်တကောင်စီနဲ့လာရောက်ကြပါလိမ့်မယ်ဆွေမျိုးတွေစုံတဲ့ကဇလိုင်းထံတော်ရင်အလောင်းကိုတုတ်တန်ကိုပို့ကြရမယ်တင်းချိုင်းကုန်းမှာအလောင်းကိုဆင်တင်ထားရမယ်အလောင်းဆင်တင်ထားမဲ့ဆင်ကိုဇလိုင်းထံတော်တည်ရဲ့နေရာပဲကြီးစုပြင်ဆင်ထားကြပါပြီ ဆလိုင်းထိုင်တောင်ရဲ့အလောင်းခေါင်းကိုဆလိုင်းထိုင်တောင်ရဲ့မြို့ရဲနောက်ထပ်တစ်စုံတယောက်မသေးမချင်းအဲ့ဒီနေတိုင်းရှင်ပေါ်မှာတင်ထားရပါပါဆလိုင်းထိုင်တောင်ရဲ့ဆွေမျိုးတွေဟာနောက်ထပ်တစ်စုံတယောက်သေးတဲ့အခါဆလိုင်းထိုင်တောင်ရဲ့ယူကိုကောက်ပြီးမြည်မြုပ်မြည်ဆလိုင်းထိုင်တောင်ရဲ့ခေါင်းထဲကိုနောက်ထပ်သေးတဲ့ဆွေမျိုးတယောက်ယောက်ရဲ့အလောင်းကိုထပ်ထည့်မြည်အဲ့ဒီလိုနဲ့ဆလိုင်းထိုင်တောင်ရဲ့အလောင်းခေါင်းကရခင်တည်ဆုံးခဲ့ကြတဲ့ဆလိုင်းထိုင်တောင်ရဲ့ဆွေမျိုးတယောက်ယောက်ရဲ့အလောင်းထည့်ထားတဲ့တလုံးထွင်းခေါင်းပဲဖြစ်ပါတယ် အာတုဘရဲ့မရဏခေါ်တံတူရိယာဒီမုံမှုတွေကစတင်ထွက်ပေါ်လာတယ်။ခြေခွဲဝန်းနဲ့လမ်းဆုပ်ဖွဲ့ကောင်းနေအာတုဘဒေသံစီစီညံလာတယ်။အဲ့ဒီအာတုဘဒေသံကဘဝင်းကျင်တခွင်တပြင်းလုံးကိုရိုက်ခတ်နေတယ်။ဒေါတောင်တို့စီရဘင်းအာတုဘဒူရိယာတံဒီပြည့်တင်ပြန်လာတယ်။ခြောက်ချားစရာကောင်းတဲ့ညမောင်မောင်နဲ့မှာအာတုဘထိမ့်မှန်တိခတ်ဒီမုံတံတွေကစူညံနေတယ်။ကငယ်စီထင်းရှူးစီမိတိုင်းမိတို့တွေကအမောင်ထဲမှာလင်းလက်လာကြတယ် စိတ်ချချစရာကောင်းနဲ့အတုပဒေသနေနဲ့အတူဆလိုက်ထန်တော်ရဲ့အလောင်းခေါင်းကိုတုတ်တန်ကိုထမ်းပြီးတေးလာကြတယ်။လူတို့ကြီးကမရဏဒေသန်ကိုကြေကြေလောင်လောင်အော်ဟစ်တီးဆိုလာကြတယ်။အလောင်းခေါင်းထမ်းတဲ့သူတွေကအလောင်းခေါင်းကိုမြှောက်ချီနှိမ်ချီဗိညာဝိယံပြီးတော့ကောက်ဖို့မြူးထူးလာကြတယ်။ကောင်းရင်မူရနေတဲ့သူတွေကတိမ်မင်းကိုအန်တုစိန်ခေါ်တဲ့တေးတဲ့ချင်းတွေကိုအော်ဟစ်တီဆိုပြီးပါလာကြတယ်။ရိုးရိုးစင်စားဆွဲဆောင်ခဲ့ကြတဲ့ အောင်ပွဲတွေကိုပြန်လည်ဝင်ကြွားဖော်ထုတ်လာကြတယ်။တမျိုးနဲ့တမျိုးဂုံ ပြိုင်ကြတယ်။နောက်ဆုံးတမျိုးနဲ့တမျိုးကလဲစားချေခဲ့ကြတဲ့ရွှေဘဝေတနီယာအကြောင်းအရာတွေကိုပဲထုတ်ဖော်အော်ဟစ်တီးဆိုလာကြတယ်။အယူမူတီကုန်းဖွဲ့ဆိုလာကြတယ်။ခေါင်းရည်ရင်မှုပြီးတော့ခုံပေါက်အော်ဟစ်လာကြတဲ့ရှန်ထောင်းရဲ့အတန်အပူပြီးကျဲလာတယ်။ငါတို့မျိုးဘာဘိုးပြီပင်ထီမထင်အစဉ်အဆက်တက်ကြရေးဆိုပြီးတော့မှအော်ဟစ်တီဆူလိုက်တယ်အမျိုးစုံအကြောင်းစုံဂျုံဝါလာကြတဲ့အတန်တွေက ရှန်ထောင်ရဲ့ဂျုံဝါတဲ့ကိုကြားကစားကပြပြသားတာမဟုတ်ပါဘူး။ဂယူးဆိုင်နားထောင်လိုက်မှတဲတဲကွယ်ကွယ်ကြားလာရတယ်။ခွန်လူရဲ့စိတ်ထဲမှာယုတ်ချီကိတိကောက်ဖြစ်သွားတယ်။နောက်တော့ဒေါသဖြစ်ပြီးတဆတ်ဆတ်တုံရင်လာတယ်။ရင်ထဲမှာလည်းတဆစ်ဆစ်နာလာတယ်။ခေါင်းရည်မူးရင်နေတဲ့ခွန်လူရဲ့စိတ်ကချက်ချင်းစောက်တီးရမရဖြစ်နေတယ်။ထုံထိုင်းမိုင်းမုံလာတယ်။ခွန်လူရသေးဆုံးသောသူစလိုင်းထိုင်တော်လူမုတ်ဆိုးတယောက်ပဲဖြစ်ပါလေ။ပြောင်းဝတ်တက်ဘူးတွေအเจ้าကိုတက်ဘူးတွေ စင်ဦးတော့မတက်ဘူးလေးပါဒီနေ့နေ့မှာတောင်ရစပကင်းလေးကိုလာရောက်ဖျက်ဆီးနေတဲ့စင်ဦးသူတက်ပါအောင်မယ်စင်ဦးမတက်ဘူးသေးပေမဲ့လည်းသူတို့တောင်ပေါ်ဒေသမှာအလွန်တွေးရခဲကြုံရခဲတက်ရခဲတဲ့ဗျာပြူတကောင်ဦးတော့ထူးထူးဆန်းဆန်းသူတွေးခဲကြုံခဲတက်ခဲရတယ်ဗျာပြူကြီးကနတ်ဒီဘွားကြီးဖန်ဆင်းထားတဲ့နာနာဘဝတကောင်လိုဖြူပွေးလှပနေတယ်ကြီးမြင့်ထူးဆန်းတယ်တကူလုံးဖြူပွေးတဲ့အမွေးမြင့်နေစင်ရင်ထားတယ် နှုတ်သီးနဲ့ခြေတောက်ခြေသေးတွေမှာပရမယာနီလာတဏ္ဍာတိပမာရေရေနီးနေတယ်။အဲဒါကြောင့်လေအဲ့ဒီပြိုင်ပြူကြီးကိုရွာကမုတ်ဆိုးကြီးငယ်တွေအပြင်အံဝန်တကြီးဖြစ်ခဲ့ရတယ်။တယောက်တစ်မျိုးပြောဆိုပြီးလေးလာတိုင်းထွာကြည့်တယ်။နှုတ်သီးနဲ့လေတိုင်းကတရောင်ရှည်တယ်။ကိုလုံးကြီးကလည်းတရောင်ရှည်တယ်။ခြေတောက်နှစ်ဖက်တရောင်စီနဲ့အတောင်ပိုင်းနှစ်ဖက်ကလည်းတရောင်စီရှည်ကြတယ်။အဲဒါကြောင့်အလုံးစုစုပေါင်း6တောင်ပြိုင်းလို့သတ်မှတ်ကြတယ်။သူတို့တောင်တန်းတွေမှာကြားစင်ဝန်ပြောင်း စားတဲ့ဒေါက်တာရိတ်ဆန်အကောင်ကြီးတွေပေါ်ပေမဲ့လေပြိုင်းကဖြူကတော့အလွန်ရှားပါးတဲ့တရိတ်ဆန်ပဲဖြစ်ပါတယ်။အစင်ရစမ်းမြည်သည့်မုတ်ဇိုးအားမှာတစ်ချိန်တစ်ခါမှမရဘူးတဲ့နာနာဘာဝဖန်ဆင်းရှင်ကောင်ဖြစ်တယ်။အဲ့ဒီပြိုင်းဖြူကြီးကိုမုတ်ဇိုးငယ်လေးခွန်လွေကတောနဲ့တနေရာကနေပြစ်ခတ်ရလာခဲ့တယ်။အဖို့ခွဲပြီးတောင်တန်းဒေသကိုရောက်လာတဲ့ပြိုင်းဖြူကြီးရဲ့ကံကြမ္မာဆိုးဝါးမှုကခွန်လွေရဲ့ကြီးမားတဲ့ဂုံဘုတ်ဝိသေသဖြစ်ခဲ့ရတယ်။အဲဒါကြောင့်လေခွန်လွေကပြိုင်းဖြူကြီးရဲ့ဥကောင်းနှုတ်သည့် အတောင်နှစ်ဖက်နဲ့ခြေထောက်အစုံကိုဂုံယူဝင်ကျွားစွာအမြန်တနုသိမ်းဆဲထားခဲ့တယ်။အဲ့ဒီအချိန်ဟာဟူကောင်ကြားကြီးလိုနာမည်ကြီးနေတဲ့ဆလိုက်ထိုင်တော်ကားတော်သူတသက်မှာအခုလိုဖြိုင်းယူတဲ့အချိန်တစ်ခါမှမမြင်ဘူး။မရဘူးလားကြောင့်ခွန်လွေကိုဝတ်တကောင်တက်ပြီးဂုံယူပွဲလုပ်ပေးခဲ့သေးတယ်။အဲ့ဒီဂုံယူပွဲမှာခွန်လွေရဲ့ပြန်ပြူရခြင်းအတိတ်နမိတ်ကအဲ့ဒီနေ့တော်ဝိုင်းမှာသူမတူတဲ့မုံဆိုးကြော်ကြီးတယောက်ဖြစ်လိမ့်မယ်လို့လေဆလိုင်းထန်တော်ကနမိတ်ဖတ်ခဲ့တယ်။အဲ့ဒါကြောင့်လေပြန်ပြူမမြင်ဘူးကြတဲ့ ကုဘုံရွာသားတွေကခွန်လွေးရဲ့အိမ်မှာသုံးလေးရက်စီကားခဲ့တယ်။တားငယ်သမီးငယ်တွေကိုမြေဘူးတီရှိအောင်လက်ဆွဲခေါ်လာကြတာကြောင့်တအိမ်လုံးတော်တော်ညံခဲ့တယ်။ခွန်လွေးရဲ့တရင်ကြော်ဆုံးမှုကလည်းရွာနီးရွက်နီးတဝိုင်းမှာတော်မီပမာပြန့်ခဲ့တယ်။အဲဒါကြောင့်လည်းငယ်ရွယ်သူခွန်လွေးရဲ့အင်မတီအင်မတန်အာတမန်တက်ခဲ့ရတယ်။အဲဒါအတော့ဟိုရင်ချိန်ကပါအခုတော့အဲဒါကိုအလကားလို့ရှန်ထောင်ကအတုပပွဲအများရှိမှာချိုးနှိမ်စကားဆိုတယ် အထူးသဖြင့်တတူရွယ်သူလူလင်ပြိုတွေရှိမှအဲ့ဒီလိုအဆိုးအကျဉ်းစိန်ခေါ်ခံရတာကို အသေးဆက်ဆက်ဆက်ခါနာကျင်နေတယ်။ခွန်လွေအားရှန်ထောင်ရဲ့အတန်လာရစီကိုလှမ်းကြည့်လိုက်တယ်။ခွန်လွေလှမ်းကြည့်လိုက်မိကမှရှန်ထောင်ကကျုံးွားတဲ့တခြင်းကိုပိုပြီးကြဲကြဲလောင်လောင်ဟစ်ပြီးတော့ခွန်လွေကိုစိမ့်စိမ့်ဝါးဝါးကြည့်လာတယ်။ကခုံမြူပေါက်ပြီးတော့သူ့နားကိုရောက်လာတယ်။ဆလိုင်းထန်တောင်ရဲ့အလောင်းခေါင်းကိုထန်းထားတဲ့ခွန်လွေကိုဝိုင်းပတ်ပြီးကခုံမြူထူသွားတယ်။ ခွန်လူရဲ့အနောက်ကိုရောက်လာတဲ့အခါရှန်ထောင်ရဲ့အတန်ပူပြီးကျေလာတယ်။ကျုံဝါတန်ဟာပူပြီးပြပြင်းပြသားလာတယ်။ပူပြီးမှန်ပါလာတယ်။လူဟိုတက်ရဲလာတဲ့ခွန်လူရဲ့မျက်နှာခေါင်ရည်ရဲ့အချိန်နဲ့ရဲရဲနီလာတယ်။အံ့ကျိတ်ထားရတာကြောင့်မေယူကအသားဆိုင်ကိုဖူးထက်လာတယ်။ရုတ်တရက်မျက်နှာကိုငုံကလိုက်တယ်။ရှက်စိတ်နဲ့တကူလုံးမှုန်ထူလာတယ်။မတလာဖို့သူအားလုံးရဲ့မျက်နှာပေါင်းများစွာတို့ကသူ့ကိုဝိုင်းကြည့်နေကြတယ်လို့ခွန်လူထင်လိုက်တယ်။ ဒါပေမဲ့ရှာတောင်ရဲ့ကျုံဝါတရတော့မရက်သေးပါဘူးပို့ပြီးတော့ကြေလောင်လာခဲ့တယ်ပြောင်ကြားဆင်ပြိုင်းပြူကိုတတ်တာအလကားလို့ရှာတောင်ကထတ်ဆိုလိုက်ခြင်းမှာသူ့ရဲ့ဂုံတိတ်ခါကိုတတ်တတ်မှတ်ထိပါလာတဲ့အဖြစ်ရကြော်ရွာကြော်မုံဆိုးကြီးဆလိုင်းထန်တောင်ရဲ့ဂုံတိတ်ခါကိုလည်းစော်ကားရရောက်တယ်တနည်းယူစားရရင်ခွန်လွေနဲ့သူညမရှန်နေတို့ချစ်ချမ်းဝင်နေကြတာကိုသိပြီးတော့သဘောမတူကြအောင်တမင်ဖော်ထုတ်လိုက်ခြင်းလည်းဖြစ်တယ်နောက်တစ်ကြောင်းကလွန်နေပြီးတဲ့ရှိရှိပုတ်ဝေတနီယာကာလတစ်ခုက နောက်ခံသမိုင်းကိုတူးဖော်ဆွလာခြင်းနဲ့ဖြစ်တယ်။ခွန်လွန်ရဲ့ဆွေမျိုးတွေနဲ့ရှန်ထောင်ရဲ့ဆွေမျိုးတွေကပင်ပြီးဘိုးဘွားဆက်ဆက်တက်ပြတ်လာခဲ့ကြတယ်။ကလဲစားမကြည့်တန်းခြေလာခဲ့ကြတယ်။အဲ့ဒါကလည်းလွန်ရှေးကြတဲ့သူတို့ဒေသရဲ့ရိုးရာအပေးယူတစ်ခုလိုဖြစ်ခဲ့တယ်။အခုနောက်ဆုံးနဲ့အနည်းဆုံးကလဲစားခြေတက်ပြတ်ခဲ့တာကရှန်ထောင်ရဲ့အဖိုးလေးတယောက်ကခွန်လွန်ရဲ့အဖိုးကိုတက်ခဲ့တယ်။အဲ့ဒီလိုအဖိုးကိုတက်ရင်အဖေလက်ထပ်မှပြန်ပြီးလက်စားခြေရမယ်။ ါပေမဲ့ခွန်လွေးရဲ့အဖေကရှန်ထောင်တို့အဖေဘက်ကဆွေမျိုးတစုံတယောက်ကိုမှကလဲစားမချီမတက်ခဲ့ပါဘူးအညိုတီလည်းမထားခဲ့ခွန်လွေးရဲ့အဖေကအသက်90ကျော်မှ96ပါယောဂနဲ့ဓမ္မတာအတိုင်းတည်သွားခဲ့ရတယ်အဲ့ဒီကညီကိုမရှိဘဲတူဦးလေးဖြစ်တာကြောင့်ရံမီတစ်ဆက်ငင်းခဲ့တယ်အဲ့ဒီအချိန်ကခွန်လွေးရလည်းအရွယ်မရောက်သေးသလိုခေကလာကလည်းတောင်မင်းတောင်ပိုင်းနေခံထားခြင်းခံရတဲ့သူတွေကအချင်းချင်းကလဲစားချီတက်ပြတ်မှုကို တရားဥပဒေရာအရေးယူပြစ်မှုတွေရှိလာခဲ့တယ်။အဲဒါကြောင့်တမျိုးနဲ့တမျိုးကလသားချေတက်ပြတ်တဲ့အလေးထားကတင်ကောပြောက်ွယ်သွားလေတယ်။တင်းနေပြီငိမ့်နေပြီဖြစ်တဲ့မီးကိုအခုတော့ရှန်ထောင်ကပြန်ပြီးမှုေးလာတယ်။အမှန်တကယ်ကရိုးရဒလေးအရာဆိုရင်အဖေမတက်ခဲ့တဲ့ကလသားမချေခဲ့တဲ့အကျွေးဟာခွန်လွေးပေါ်မှာတင်းနေတယ်။အဲ့ဒီတင်းနေတဲ့အကျွေးကိုအခုတော့အကျွေးရှင်ကဘာမှမပြောဘဲကျွေးပေးဆိုင်ရမယ့်လူကသာပြောလာတယ်။အဲ့ဒီလိုပြောခံရသည်မှာခွန်လေးအတွက်ရှက်စရာသာမဟုတ် ညာကြီးစရာတတိနေရလေကြတယ်ခွန်လွေရတောက်တစ်ချက်ကိုကြည်ကြည်လောင်လောင်ခောက်လိုက်တယ်ပြီးတော့သူ့စရာမုတ်ဆိုးကြီးဆလိုင်းထန်တော်ရဲ့ခေါင်းကိုထမ်းထားရကနေဟာကောက်ကိုလက်လွဲပေးလိုက်တယ်ဒါပေမဲ့ရှန်တော်ရဲ့ဂျုံဝါတန်စိန်ခေါ်တန်ကမတိတ်သေးပါဘူးခွန်လွေကိုလောင်ပြောင်တယောနေသေးတာရှိပါသေးတယ်ခွန်လွေကယူမှုအော်ဟစ်ခုံပေါက်နေတဲ့ရှန်ထောင်းကိုနာနာကြီးကြီးလှမ်းကြည့်လိုက်တယ်ရှန်တော်ရဲ့မျက်နှာကငြင်းစီမီးအောင်အောင်မှာရှန်ရှန်တောက်နေတယ် ခွန်လွေကိုလောင်ပြောင်တယောနေတော့မှာပဲခွန်လွေရဲ့ရှန်ထောင်းကိုလမ်းကြည့်ရင်အသားတဆတ်ဆတ်တုံလာတယ်အဲ့ဒီအချိန်ကုဘုံရွာတကြီးလေးဖြစ်ရှန်ထောင်းရဲ့ဘာကြီးတော်လေးဖြစ်တဲ့ထန်ဘူးကရှန်ထောင်းကိုဆွဲခေါ်ပြီးအုံငေါ့မှန်မင်းနေတာကိုမြင်လိုက်ရတယ်မရဏမောင်းတန်နဲ့အမျိုးလိုက်တူးချင်းအလိုက်ဂုံဘော်အဟိနေကြတဲ့အတန်ပလန်ထဲမှာထန်ဘူးရဲ့အတန်ကိုပြ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 မကြားရပါဘူးဒါပေမဲ့ရှန်ထောင်းကိုဆုံးမနေလို့တော့ထင်လိုက်ရတယ် အဲ့ဒီအချိန်ဖရာเจ้าကဖာသာကြီးအရစ္စတိုတေဂျွန်ကလည်းတောအုပ်ထဲကနေပေါ်လာပြီးတော့ရှန်ထောင်နဲ့ထိုင်ဘူးလို့ကြာမှာမမမမက်ရက်လိုက်တာကိုမြင်လိုက်ရတယ်။ဖာသာကြီးအရစ္စတိုတေဂျွန်ကမူသူ့ရဲ့အဆုံးအမမှာတည်နေကြသူတွေနဲ့နဂိုးကွယ်သူတွေအားလုံးကလေးစားကြတယ်။သူသာသနာပြုဖို့တောင်တန်းဒေသကိုရောက်ဆကြတဲ့ကလူလူချင်းကလဲစားချေတပ်ဖြတ်မှုကိုသူတို့ဟန်တာစကားဆိုခဲ့ကြတယ်။အဲ့တော့ဒေသခံတွေကမနစ်မြိုကြပါဘူး။ သူတို့ရဲ့ဒလီထုံးတန်းကိုဖျက်ဆီးစကားဆိုတဲ့သူလို့အမုန်းပင်ပွားခဲ့ကြတယ်။အဲဒါကြောင့်ခမရတို့အင်္ဂလိပ်တွေရောလူမတတ်ဘူးလားလို့မေးတဲ့သူကမေးကြတယ်။အเจ้าမဲ့လူချင်းချင်းမတတ်ကြပါဘူးလို့အရစ္စတိုတယ်ဂျွန်ကပြန်ဖြေလိုက်တယ်။ဒါဆိုရင်လီဒိုလမ်းမကြီးတခြားမှာဂျပန်နေနဲ့တတ်ကြတာကရောလို့စောတကတက်ပြန်တယ်။ဟုတ်တယ်အဲ့ဒီတုန်းကတော့တတ်ကြတာပေါ့။တတ်ကြတာမှာခမရတို့လူတယောက်တလီတော့မဟုတ်ဘူး။အစုလိုက်အပြုံလိုက်ကိုတတ်တာ။ တနတ်တွေဘုံနေနဲ့တိုက်ကြတယ်ဒါဆိုအင်္ဂလိပ်တွေလူသားစားကြလားအင်္ဂလိပ်တွေကလူသားမစားဘူးလူသားချင်းချင်းတတ်စားတာဟာတိတ်ရိုင်းနေလူသားချင်းချင်းတိရိစ္ဆာန်တွေကိုတပ်ဖြတ်တယ်လို့တပ်ဖြတ်ပြီးစားတာကယုံညံ့တယ်ဒါဆိုစားဖို့လည်းမဟုတ်ပဲနဲ့ခမရတို့လူတတ်နေကြတာကရိုင်းဆိုင်တာစားဖို့လည်းမဟုတ်ပဲနဲ့ဘာလို့လူတွေအများကြီးကိုခမရတို့တတ်ကြတာလဲလို့တယောက်ကထမိလိုက်တဲ့အခါရစ်စတိုရေဂျွန်လည်းဘာဖြစ်လို့ဖြစ်ရမှန်းမသိဖြစ်သွားတယ်လို့ပြောကြတယ် နောက်ပိုင်းမှာရစ်စရိုတဲ့ဂျုံကဖျားနာရတဲ့သူတွေကိုနက်ဆီယာတွေနဲ့ပြန်စေထိုးပေးစေကုပေးတယ်။ရစ်စရိုတဲ့ဂျုံကုပေးတဲ့သူတွေကနက်ဆီယာတွေစေကုနက်ပေးစားသူတွေထက်ယောဂပြောက်တွေတဲ့အခါရစ်စရိုတဲ့ဂျုံရဲ့အဆုံးအမတွေမှာတည်ရဲသူတွေများလာတယ်။သူ့ကိုယုံကြည်အားထားသူတွေပေါများလာတယ်။အဲဒါကြောင့်လေမယားမကြာမီမှာကုပွန်ရွာထက်မှာရှိတဲ့ဗန်နောတို့တောင်ယာဟောင်ကောင်ကမှုမှာဖျားချောင်းဆောက်လုပ်ပေးကြတယ်။ အရစ္စတိုတယ်ကျွမ်းစေကုသပေးတဲ့အပြင်ရွာရဲ့တူရေးသူရေးကိစ္စတွေကိုလည်းရာမင်းကူညီတတ်တယ်။ခရိယဘာသာရေးပွဲတော်တွေကိုတောင်ပေါ်ဒေသမှာခန်းခန်းနန်းနန်းလုပ်တတ်တယ်။အဲ့ဒီပွဲတော်မှာတောင်ပေါ်ဒေသတွေကိုရရရရလက်ဆောင်တွေပေးတတ်တယ်။ခရစ်စမတ်ပွဲမှာစုပေါင်းတည်ဆူကြဖို့လူငယ်တွေကိုဓမ္မတေးတွေကိုတင် जा ပေးတယ်။အဲဒါကြောင့်လေလူကြီးတွေထက်လူငယ်တွေကသူ့ကိုပိုပြီးခင်ကြတယ်။သူ့စကားကိုနားထောင်လာကြတယ်။ အခုရေစရိုတဲ့ဂျုံကိုမြင်တဲ့အခါရှန်ထောင်းကိုလူကြီးသူမတွေကမကောင်းဆိုးတာတစ်ကောင်မြင်တယ်လို့မလို့မုံထားစွာလှမ်းကြည့်ကြတယ်။အဲဒါကြောင့်လေသူပါကြီးတို့ဆွဲခေါ်ရဟူကလန်ကဆန်လုံနေတဲ့ရှန်ထောင်းကနောက်တော့သူပါကြီးဆွဲခေါ်ရစီကိုကိုယုတ်ကာယာမလားမပနဲ့ပါသွားတယ်။မိုးစိုးကြော်ဤထန်တော်ရဲ့လောင်းခေါင်းကအမောင်နေရမီးရောင်အောင်မှာရန်ခါလှုပ်ရှားနေတယ်။အလောင်းခေါင်းထန်းထားကြတဲ့ခေါင်းရည်ရည်နေကြတဲ့သူတွေကလည်းပို့ပြီးတော့အလောင်းခေါင်းကိုခုံပေါင်းမြောက်ချီကစားနေကြတယ်။ အာဓုဘဘူရီသူတွေကသူတို့ရဲ့အလောင်းခေါင်းနောက်မှာတုံနေတုံနေနဲ့တုတ်တံဘက်ကိုတွေ့ရွေ့သွားနေကြတယ်။အမောင်တွေကကရင်စီထင်းရှုစီမီးတုပ်ပြီးအောင်နေအောင်မှာလှုပ်လှုပ်ရွာရွာရွေလျားနေကြတယ်။ခွန်လွေရဲ့စိတ်မှန်ကမီးဆွဲမီးညွန့်နေနဲ့လှုပ်ရှားရင်းကနေတယ်။သူကခေါင်းကိုငိုင်းဆိုင်ချပြီးရွာဘက်ကိုတယောက်တည်းပြန်လာခဲ့တယ်။ရွာအောက်ဘက်ဆန်းချောင်းတောင်းကိုရောက်လာခဲ့တယ်။ရေဇန်နာကကြောက်တုံးကြီးတုံးပေါ်မှာပင်ပန်းကြီးစွာထိုင်ချလိုက်တယ်။အာဓုဘမရဏဘုံတံတွေ တေမင်းခေါ်တဲ့ဒေသချင်းတွေကိုလုံးဝမကြားတော့ပါဘူးလူတဲရဲလားဆိုတဲ့ရှန်တောင်ရဲ့ဆူဆူရှက်ရှက်ဂျုံဝါလိုက်တဲ့အတန်ကခွန်လွေရဲ့နားထဲမှာနေကြဲအကောင်တရာလောက်ဝင်ရောက်အော်မြည်နေတယ်လို့ဆူညံနေတယ်ရင်ထဲကပိုပြီးတင်းကျပ်လာတယ်မျက်နှာမှာစီတွေပြန်ပြီးတော့ချွေးပေါက်တွေကျဲလာတယ်တက်ရဲတယ်ငါတက်ရဲတယ်မင်းကငါတက်မယ်ရှန်တောင်မင်းကငါတက်မယ်ခွန်လွေကအမောင်ထဲမှာဆူဆူဝါဝါအော်ဟစ်ချင်းပြစ်လိုက်တယ် ်ခိုးလီတော်အော်လိုက်တဲ့နံဟာတောင်ချိုင်းတစ်ခုလုံးပဲ့တင်ထပ်ပြီးရိုက်ဟီးသွားတော့တယ်ခိုးလူရဆိုင်းရီကိုလက်ခုပ်နဲ့ကုန်းခတ်ပြီးသူ့မျက်နှာကိုဆွတ်ရိုက်လိုက်တယ်လေကုန်းနှစ်ထွေတွေကိုလည်းဆွတ်ရိုက်လိုက်တယ်ခေါင်းရည်မူးရင်းနေတဲ့ဒေါ်လာမျက်နှာနဲ့ဆိုင်းရီထိတွေ့လိုက်ပြီမယ်လေအိမ်ရမသွားဘူးဆိုင်းရီကိုလက်ခုပ်နဲ့ခတ်တော့ပြစ်လိုက်ပြီမယ်လေရှင်နေအပူတွေရော့မသွားဘူးခိုးလူရဆန်းပေါက်ကနေတက်ခဲ့တယ်ရွာလေးကိုဝင်လာတယ်အဓိကပို့တဲ့သူတွေပဲရွာလေးကိုပြန်ရောက်နေကြပါပြီ ခေါ်လွေရရွာလန်းအတမိမိတို့အိမ်ရှိရာဘက်ကိုလျှောက်လာခဲ့တယ်။ရွာတောင်ပိုင်းတော့ရောက်တော့ရှန်တောင်ရဲ့ချစ်သူပဇံကခွန်တောင်မိုင်တို့အိမ်ပေါ်လန်းတက်သွားတာကိုရေကနေမြင်လိုက်ရတယ်။ခွန်လွေရဲ့ရှင်ကပို့ပြီးအခုံမြန်လာတယ်။ရှန်တောင်ကသူ့ချစ်သူပဇံရှိတဲ့ခွန်တောင်မိုင်တို့အိမ်မှာကုလို့ဆိုရှင်ရောက်နေတော့ပြီ။ခွန်လွေရဲ့ချစ်သူရှန်တောင်ရဲ့နှမရှန်နေရတော့ရွာမြောက်ပိုင်းစလိုင်းခုံကျန်တို့အိမ်မှာရှိနေလိမ့်မယ်။ဒီလိုနေ့မှာအပြူလူလူတို့ကခါတိုင်းနေတယ်လို့ ခွန်တာမိုင်တို့အိမ်မှာနှလုံးတီးတခြင်းနေနဲ့တပြင်းတလက်ဖွဲ့တည်နေကြလိမ့်မယ်မဟုတ်ပါဘူးမိုးစိုးကျော်ဤဇလိုင်းထံတော်ရဲ့အာတုဘာမှာမိတို့မိဘုံထူးခြားချက်ရှိခဲ့တဲ့တွေကိုပြောဆိုနေကြလိမ့်မယ်မိသူတွေတုန်းကခေါင်းထဲမှာရှိနေတဲ့တဲ့သူဟာတခြင်းဆိုပြီးကခုံအော်ဟစ်လိုက်ပါလားတဲ့သူခေါင်းတလောက်ထမ်းပြီးခုံပေါက်ကခုံနေကြတဲ့သူတချို့တေသူရဲ့အတန်ကိုပီပီတတ်တတ်ကြားလိုက်ရတယ်အခေါင်းထမ်းသူတွေလိုတေသူကလည်းပဲအပြိုကြီးပြောလာတယ် မြေသူတော်ဟာထုံးကြီးကန်ဆောင်လာကြတဲ့ကញင်စီမိတိုင်းမိခွက်တွေကိုလိုက်မှုန့်ငိမ့်တတ်နေတယ်။မြေသူတော်ကတော့အလောင်းဘိုးသူတွေအပြင်ဒေသူရဲ့ဝိညာဉ်လိုက်လာတယ်။မတာဖို့တဲ့သူတွေရွာပြန်မရောက်မီရွာထိပ်ကတုတ်တန်အပြန်လာသူတွေကိုစီးကျုံနေတယ်။စသည်နဲ့လူတယောက်တည်တိုင်းအမျိုးမျိုးပြောဆိုတွေရှိကြတယ်။ဒီနေ့မှအဲ့ဒီအကြောင်းအရာတွေပြင်ရှန်ထောင်ကခွန်လွေတွေအမျိုးကိုကလက်စားမချေဝန်းတဲ့အမျိုးတေးမှာကြောက်တဲ့အမျိုးတတိနေတဲ့အမျိုး တောင်ပေါ်သားသွေးမရှိတဲ့မျိုးလို့အမျိုးလူမျိုးတွေစုဝေးရာခွန်တာမိုင်နိုတို့အိမ်မှာမူမူယူယူနဲ့ဝင်ကြွားပြောဆိုနေကြလိမ့်မည်ကိုခွန်လွေတွေးပြီးတော့ကြိုရှက်နေတယ်။အဲ့ဒီကရှန်တော်ရဲ့ညီမသူ့ရဲ့ချစ်သူရှန်နေရဲ့မျက်နှာကိုမြင်အောင်လာတယ်။ချစ်သူရှိတဲ့ရှန်နေကသူ့ကိုလာတတ်တဲ့ခွန်တာမိုင်နိုတို့အိမ်မှာမရှိပါဘူး။မြောက်ပိုင်းကခုံကြံမိုင်တိုင်းရာတို့အိမ်မှာသူ့ကိုမျှော်ပြီးရှိနေလိမ့်မယ်။ဒလောစေထူးဆန်းတဲ့ဗျိုင်းပြူတကောင်ရထားသူ။ ငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးကြော်ဖြစ်နေသူသူချစ်သူခွန်တွေကဆလိုင်းရဲ့အတုဘအတွေ့အကြုံကိုဘလို့ပြောပြလိမ့်မယ်လဲလို့တမျော်မျော်နဲ့ရှိနေပေလိမ့်မယ်ရှန်နီရှန်နီခွန်တွေရဲ့ရှင်နေကနေတစစ်စစ်အတန်မြည်လာတယ်ဒီနေ့သူချစ်သူရှန်နီရှိရအောင်သူမသွားခြင်းနောက်နေ့မှလည်းသွားမှာမဟုတ်တော့ဘယ်တော့မှလည်းမသွားတော့ဘူးလို့သူဆုံးဖြတ်လိုက်တယ်အိမ်ပေါ်ရောက်လာခဲ့တယ်နေချိုခောင်ရီဘူးကိုယူပြီးတော့အငမ်းမရထပ်တော့ပြစ်လိုက်တယ် ရှင်ရအဘူဟာပို့ပြီးတော့တရှိန်ရှိန်နဲ့တက်လာတယ်မျက်နှာပို့ပြီးတော့หนีရဲလာတယ်စိတ်ထဲမှာပို့ပြီးခံပြင်းလာတယ်ခေါင်းရည်ဦးဒေါသတကြီးနဲ့ပေါက်ခွဲလိုက်တယ်ဟဲ့ဟဲ့ခွန်လွေဘာဖြစ်လာလဲကအူးဘာဖြစ်လဲဟင်အိမ်ရောက်ကဝက်ပေါင်းမောက်ကိုတွားကြည့်နေကြတဲ့အမေနဲ့ညီမရဲ့အထိတ်တလန့်မေးသံကိုကြားလိုက်ရတယ်ငါစိတ်နေမကောင်းဘူးအမေငါစိတ်နေမကောင်းဘူးဟမ်ဘာဖြစ်လို့လဲလူကလေးသူ့အမေပြေးတက်လာတယ် ဘာဖြစ်လို့လဲလူလီခွန်လွေအန်ကျိတ်ထားလိုက်တယ်သူ့စီယာမုံစိုးကျော်ကြီးအတူပါမှာရှန်ထောင်အတူကိုစော်ကားပြောဆိုသွားတာကိုအမိကိုပြောလို့မဖြစ်အမိသိရင်ဟန်တာအုံးမီနင်းကိုဖာသာကြီးအရစ်စတိုတဲဂျွန်ကဂလစားချေတာမကောင်းဘူးလူလူချင်းဂလစားချေတာတက်ပြတ်တာမကောင်းရိုင်းရံကြတယ်လူရိုင်းနေရတာအတက်လို့ဂလစားချေကြတာတက်ပြတ်ကြတာလို့ပြောချားလိမ့်မဟုတ်လားလူကလေးလို့သူ့ကိုမုတ်ချပြောလာမှာပဲသူသိတယ်ဖွေပြောလိုက်ရင်သူ့ကိုပထမဖြောင်းပြမယ် သူ့ကိုဖြောင်းပြလို့မရရင်ရှန်ထောင်ရဲ့မိဘတွေကိုသွားတိုင်မယ်။ဖာသာရဲ့ရေစလိုတဲ့ဂျုံကိုလည်းသွားတိုင်မယ်။အဲဒီကလူကြီးတွေကသူ့ကိုစောင့်ကြည့်ကြလိမ့်မယ်။ရှန်ထောင်ကိုတပ်ဖို့သူကြံစီနေကြောင်းသိရင်တောဟုတ်ကြီးကသူ့ကိုထိတ်တုံးခတ်ပြီးလီဒိုမျိုးကိုပို့လိမ့်မယ်။အဲ့ဒီကရှန်ထောင်းကိုမတိုက်ရပဲသူသာဒုက္ခရောက်မယ်။အဲ့ဒါကြောင့်ဒီကိစ္စကိုဘသူ့ကိုမှပြောလို့မဖြစ်။ဟင်လူလေးဆလိုင်းအတုပကနေပါဖြစ်လာရင်ငါ့ကိုပြောစမ်း။ဘာကြားခဲ့လို့လဲ။ဘာမြင်ခဲ့လို့လဲ။ ငါစိတ်နေမကောင်းပါဘူးဆိုကနူးငါ့ကိုဘာမှလာမပြောနဲ့နွားကလေးခွန်လွေကနောက်ထပ်ဘာမှမပြောတော့ပဲကြမ်းပြင်းပေါ်လှဲ့အိတ်နေလိုက်တယ်ဘာမှမဟုတ်ဘူးကနူးအတုဘခေါင်ရည်မူးလာတာ သူညမသူ့အမေကိုပြောလိုက်တယ်ဟုတ်တယ်ခေါင်ရည်မူးလာတာအလတ်လောက်သာပြောပြီးတော့သူအိပ်ပျော်သွားတယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဘိုးကျော်ရေဟူကောင်းချားဆိုတဲ့ဇလန်းလေးကိုပထမပိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ဇလန်လေးကိုဆုံးထိအားပေးနာဆင်ပေးခဲ့တဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကိုလဲလာကဲ subscribe လုပ်သွားခဲ့ပေးပါဦးအသေးတင်တိုင်းသိရှိအောင်လို့လည်းဘေးနား notify bell လေးကိုနှိပ်သွားခဲ့ပေးပါဦးဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်ရဲလွင်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ